လက်ဆက်ကဥက္ကဋ္ဌကကျင်းပမဲ့ရွေးကောက်ပွဲမတန်ခင်ကာလတွေမှာတော်လိုင်းရင်အင်အားစုတွေဟာနေမြေချက်တွေမှုပုံမှုလှုပ်ဆောင်လာနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြီးခတ်တွေက CNN သတင်းဌာနကိုပြောပါရယ်။လက်ဆက်ကအနေနဲ့2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲကပြုလုပ်သွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားထားတာပါ။ဒါကြောင့်ရွေးကောက်ပွဲမတိုင်ခင်ကာလမှာတော်လိုင်းရင်အင်အားစုတွေအနေနဲ့ သူတို့အခွင့်အရေးရသလိုတိုးချဲ့မှုတွေရှိလာနိုင်တယ်လို့တရုတ်မြန်မာအရေးလိလသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါတယ်။ဟိုဒီလိုအခြေမျိုးမှာပုံပြင်းထမှာပဲဘာဖြစ်လို့လဲဆိုတော့တော်လိုင်းအဖွဲ့တွေအနေနဲ့လည်းကိုရရှိရလိုက်တဲ့ဟိုဟိုနေနေဒီအချိန်ကဘလဲတိုက်တိုက်ဟိုစစ်တပ်ကပြေဝနေတာဖြစ်တာဟုတ်အဲ့တော့ဆက်တိုက်ကြမှာပါပဲအဲစီရီကပိုပြင်းထန်လာမှာပါလေဒီနှစ်ကောနောက်တစ်ကောတော်တော်ဆက်ပြင်းထန်လာမှာပဲအဲအခုလုံးလုံးစေကတော့ ဟိုကိုရထားတဲ့နေရာတွေကိုတို့တို့တော်တော်ခိုင်မအောင်လုပ်နေပုံရတယ်နော်အဲ MND ပဲဖြစ်ဖြစ် DNL တွေပဲဖြစ်ဖြစ်တို့ရထားတဲ့နေရာတွေကိုခိုင်မအောင်လုပ်ခါတယ်ဒါမဲ့ PDF တို့ဘာလို့ပေါ့အတွင်းပိုင်းကလူတွေကတော့ကိုရသလိုအခွင့်အရေးရသလိုတိုးချက်တာတွေပါလေတော့ရှိနေပါတယ်တိုက်ပွဲတွေပါလေလည်းဖြစ်သင့်ဖြစ်နိုင်တော့ဆက်ဖြစ်စရာတွေတော့ရှိပါတယ်ဒီလိုပါလို့လည်းညီမမလေးပဲဆက်တိုက်နေတာပဲလေနော် နစကဥက္ကဋ္ဌဟာလက်ရှိမှာတော့လွတ်လပ်ပြီးတရားမျှတမှုအဖြစ်နဲ့ကျင်းပနိုင်မယ်အထွေထွေရွေးကောက်ပွဲတည်းရဲ့ဖြစ်စေရေးတည်ငြိမ်အေးချမ်းမှုလိုအပ်နေတဲ့အတွက်တက်တန်း6လတိုးမြင့်ထားတာဟာလာမယ့်ဇူလိုင်လကုန်မှာတက်တန်းပြည့်တော်မှာဖြစ်ပါတယ်။အဲ့ဒီတက်တန်းပြည့်ပါက2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ဂတိကဝတ်ပြုပြောကြားထားတဲ့အတွက်ကာလုံထံကိုအာဏာပြန်လည်လွှတ်ပြောင်းပေးရမယ်လို့စီးရဲတဲ့နိုင်ငံရေးကိစ္စတွေကတုံ့တက်ထားကြတာပါ။ဒါကြောင့်ရွေးကောက်ပွဲမတိုက်ခင်ကာလအတွင်း နှစ်ဖက်အင်အားစုတွေအကြားစစ်ရေးအရှိန်မြင့်တက်လာနိုင်ပွဲရှိကြောင်းမြန်မာနိုင်ငံအနှံ့အပြားမှာစစ်စင်ရေးတွေဖော်ဆောင်နေရသလိုလက်နက်ခဲယံတွေရောင်းချပေးနေတဲ့မိဖက်နိုင်ငံတွေဟာလည်းစစ်ပွဲတွေကိုရင်ဆိုင်နေရတာကြောင့်လက်နက်ခဲယံလိုအပ်ချက်တွေရှိနေနိုင်တယ်လို့လည်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ဒါပေမဲ့လည်းမြန်မာတပ်မတော်မှာလက်နက်ထုတ်စက်ရုံရှိသလိုလိုအပ်ပါကတခြားနိုင်ငံတွေကနေဝယ်ယူနိုင်ပြီး မောင်ခိုနဲ့လည်းဝယ်ယူလို့ရနေတာကြောင့်လက်နက်ခဲရဲ့အခက်ခဲရှိနိုင်တာဟာမဖြစ်နိုင်ကြောင်းလည်းထောက်ပြမှုရှိပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကာလမှာနေမြေချဲ့ထွေမှုတွေပုံမှုရှိလာနိုင်ပေမဲ့လည်းမြမတက်မတော်အနေနဲ့လက်လွတ်ထားရတဲ့နေမြေတွေအစားလက်ရှိထိန်းထားနိုင်တဲ့နေမြေတွေအပေါ်မှာသာအာယုံဆိုင်ကြိုးစားမှာဖြစ်တယ်လို့မြမနိုင်ငံရေးလေလာသုံးသက်သူဒေါက်တာအောင်မျိုးက CNN သတင်းဌာနကိုပြောပါတယ်။တော့သူတို့ကတော့လုပ်ပါပေါ့။သူကဒီဒါမှသူတို့ကအပြည့်အစုံလုပ်မယ်။အဲ့တော့ဟိုအထူးသဖြင့် ဒီပြဿနာရှိရင်ကတော့ကျွန်တော်တို့အေးနဲ့ပြင်ပြီးပေါ့နော်အေးနဲ့ပြင်ပြီးပေါ့အဲ့တော့ဟိုပြင်ရအရင်လက်လွန်သွားတာပေါ့နော်အဲ့တော့ပြင်ယူရလဲဟိုတော့စကားပြောတာတည်းကဟိုတားဟိုလွန်သွားတဲ့ခါကျတော့အခုချိန်မှာတော့သူတို့မနေ့ကအခုဆိုတော့သူတို့ပြီးပြီပေါ့နော်အဲ့အခုညမှာသူအချက်ပြေသူတို့ပေါ့နော်အားခဲနေတာပေါ့နော်ဒီလိုမျိုးနဲ့အခုသူတို့များကသူတို့ဟလားဟို ဆိုင်းနေမှာနေနေလိုင်းကတော်တဲ့တောင်ထဲမှာစခတ်သိမ်းပြီလားတော့သူကဒီတန်းပြီးလွှမ်းမိုးနေမယ်လို့တော့ပြီးပြီးလို့မရဘူးလေဒီသဘောပါနော်စကရီနဲ့တော့သူတို့နောက်ဆက်ကြတော့သူတို့ကျောင်းဘက်ကိုပြန်ရောက်မယ်တို့မို့လားတခုဟလာပြီးတဲ့ထူတာလည်းဒီဒီဟမ်းပါဟာဟောတက်ကတော့လက်ရှိမှာတော့သူကရှိပြီးသားနေနေကိုအဲ့ထိမို့ပဲအဓိကတော့သူသူကကျူးစားမှာပေါ့နော်ကျူးစားမှာပေါ့သူဘက်ကသူအဲ့လိုမဖြစ်အောင်သူကတော်တော်ထိန်းရတာနော်အဲ့တော့ ဟိုပြီးရောဒါတော့ကျွန်တော်ပြောလို့မရဘူးပေါ့နော်ဒါကတော့တက်ကလက်ရှိသူရဲ့ policy ဆိုတော့မြန်မာတက်မလို့ဟာ2021ခုနှစ်ဖေဖော်ဝါရီလကနေစတင်ကနိုင်ငံတော်အာဏာရယူပြီးနှဆက်ကကိုဖွဲ့စည်းအုပ်ချုပ်ခဲ့အောင်လက်နက်ကိုင်အင်အားစုတွေနဲ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကတော့လက်နက်ကိုင်တော်လှန်ကဖြုတ်ချနိုင်ရေးကြိုးပမ်းလျက်ရှိပါတယ်။အဲဒီနောက်မြန်မာနိုင်ငံတော်ကလက်နက်ကိုင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးနောက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှပ်ပခအပါအဝင် စစ်စခန်းပေါင်းရာချီဆုံးရှုံးထားရတယ်လို့မြို့နယ်ပေါင်း60ကျော်လက်လွတ်ထားရတာပါ။အဲ့ဒီအခြေအနေတွေအတွင်းမှာနဆက်ကဥက္ကဋ္ဌဟာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးအနိုင်ရတဲ့ပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမယ်လို့ပြောကြားထားပါတယ်။တခြားတစ်ဖက်မှာတော့လက်နက်ကိုင်ဒေါ်လာအင်အားစုတွေကနဆက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့လည်းကြေကြော်ထားတာပါ။